အမေရိကန်အထူးစစ်စင်ရေးအဖွဲ့ရဲ့အဓိကစွမ်းရည်များနိုင်ငံတိုင်းမှာအထူးတပ်ဖွဲ့တွေရှိပါတယ်အထူးတပ်ဖွဲ့လို့အလွယ်ခေါ်တာဖြစ်ပြီးအပြည့်အစုံဆိုရင်တော့အထူးစစ်စင်ရေးတပ်ဖွဲ့တွေလို့ခေါ်ရမှာပါနာမည်နဲ့တွေသူတို့လောက်ရမယ့်ကိစ္စကလည်းရှင်းနေပါပြီမဟာပြူဝါမြောက်နေပြူဝါမြောက်မရှင်တွေလောက်ရမယ်ဆိုရင်ဒီအဖွဲ့တွေကအဓိကလှုပ်ရှားကြရတာပါဟောလီဝုဒ်ရုပ်ရှင်ကားတွေမှာဆိုရင်လေဒီအဖွဲ့တွေအကြောင်းခဏခဏထည့်ရိုက်ကြပါတယ်။အဲဒါကြောင့်အထူးမိတ်ဆက်ပေးစရာလိုမယ်လို့တော့မထင်ပါဘူး။ Special ကျန်းကျတဲ့အဖွဲ့တွေပါ။ ဒါပေမဲ့တကယ်လက်တွေ့လျှို့ဝှက်ဆက်စင်ရေးတွေတိုင်းကတော့ရုပ်ရှင်တွေကအတိုင်းအမြဲကျန်းနေတာတော့မဟုတ်ပါဘူး။ရိုးရိုးရှင်းရှင်းမရှင်တွေလည်းရှိပါတယ်။ရိုးရိုးရှင်းရှင်းဆိုပေမဲ့ကိစ္စလည်းကတော့တတိထားပြီးဂင်ပြေရတာပါ။သူတို့တုံးရတဲ့ viewer တွေကလည်းမျိုးစုံရှိပါတယ်။လက်နက်တွေဆိုရင်လည်းစုံစီနေတာပါပဲ။မရှင်မှာတုံးတဲ့ရင်တွေဆိုရင်လည်းမျိုးစုံပါတယ်။အကောင်းဆုံးဆိုတဲ့ပြည်စုတွေကိုပဲဂိုင်တုံးခွင့်ရတဲ့အဖွဲ့တွေဖြစ်ပါတယ်။အမေရိကန်အထူးတပ်ဖွဲ့တွေကတော့ဒီအထဲမှာလူသိပုံများကြတာပါ။ဟောလိဝုဒ်ကားတွေကြောင့်လည်းဖြစ်ပါတယ်။ဒီအဖွဲ့တွေကိုစေပါဆိုင်ရာအထက်တန်းလွှာအဖွဲ့အစည်းလို့တော့ခေါ်ရမှာပါ။ လက်နက်အပြည့်စုံတပ်ဆင်ထားရင်ကြီးလိုက်တာနဲ့လူရှင်စရာကောင်းလာပါတယ်။ယာကြီးမန်ဘလူးတွေခြေကားကောင်းဆောင်တွေထိခိုက်ခံနိုင်တဲ့ဝစ်စုံတွေအတန်တိတ်တနက်တွေအပြင်ဗာမဲမတိတဲ့လက်နက်ကရိယာမျိုးစုံနဲ့တပ်ဆင်ထားကြတာပါ။ဆက်သွယ်ဖို့ဆိုရင်လည်းခင်မီနီပညာတွေနဲ့အားဖြည့်ထားပါတယ်။လေဝါရဟယာရင်တွေအတန်တိတ်သွားနိုင်တဲ့မော်တော်ဘုတ်တွေခြေကားမော်တော်ကားတွေကလည်းသူတို့သုံးနေရင်တွေဖြစ်ပါတယ်။ သူတို့ရဲ့ mission ကဘယ်နေရာမှာမဆိုဖြစ်နိုင်ရရှိနေတိုင်းတာပါ။ဂုံပေါ်မှာဖြစ်နိုင်သလိုရှေ့ထဲမှာလည်းဖြစ်နိုင်ပါတယ်။တောင်ထဲတွေမှာဖြစ်နိုင်သလိုတောအုပ်ထဲမှာလည်းဖြစ်နိုင်ပါတယ်။ဒါအပြင်နင်းတူထက်တဲ့ရေခဲပြင်တွေကလည်းသူတို့ mission ပေါ်ဆောင်ရတဲ့နေရာဖြစ်နိုင်ပါတယ်။အဲဒါကြောင့်ဒီတပ်ဖွဲ့ဝင်တွေက mission မျိုးစုံအတွက်အစင်းသစ်ဖြစ်နေအောင်မျိုးစုံလေ့ကျင့်ထားကြရတာပါ။ဒီလေ့ကျင့်ခန်းတွေကလည်းမလွယ်လာပါဘူးလူတိုင်းလည်းမအောင်မြင်ကြပါဘူးလေ့ကျင့်ရေးကာလတစ်ဝက်တစ်ပြတ်မှရင်ပြုတ်သွားတဲ့သူတွေကလည်းမနေလာပါဘူး အထူးတပ်ဖွဲ့ဝင်တယောက်ဖြစ်ဖို့တိုက်ရိုက်ခိုက်ရရှိုံနဲ့တတိရှိုံနဲ့မရပါဘူး။တခြားအရေးချင်းတွေကလည်းလိုအပ်နေသေးတာပါ။တည်ယူမှုအားကောင်းရပါမယ်။အမိတ်နာခံမှုအားကောင်းရပါတယ်။ပားရည်နဲ့ရရှိရပါတယ်။တိုက်ပွဲအခြေအနေကိုအကဲခတ်တတ်ရပါတယ်။ခင်မီနေပညာနဲ့လက်နက်တွေကိုလိုင်လျောညီတွေအသုံးချတတ်ရပါတယ်။အသေးစိတ်ပြောရရင်တော့အများကြီးပါပဲ။လွယ်လွယ်မှန်းရရင်တော့တော်တော်လေးကျမ်းမအထူးတပ်ဖွဲ့ဝင်တယောက်ဖြစ်ရွေးချယ်ခဲ့ရမှာပါ။အတူတူပြောရရင်တော့သူတို့ရဲ့စွမ်းရည်ကနီးပြွားဆိုင်ရာတီထွင်စံတိမှုကိုကိုးစားပြုတယ်ဆိုတာပါပဲ။ မေရှင်ဖော်ဆောင်တဲ့နေရာမှာတော့အခြေအနေနဲ့လိုင်လျောညီတွေဖြစ်တဲ့ရင်တွေကိုအသုံးပြုရပါတယ်။လေကြောင်းအသုံးပြုရတဲ့မေရှင်ဆိုတော့ရဟယင်ကိုအဓိကထားသုံးကြတာပါ။အဲ့ဒီကိစ္စမှာလည်းတွေ့ကြရရဟယင်ကိုသုံးတာမဟုတ်ပါဘူး။သူတို့တို့အထူးသတ်မှတ်ထားတဲ့ရဟယင်ရှိပါတယ်။အဲ့ဒီရဟယင်ကို MA6 Leader Bat လို့ခေါ်တာပါ။တခါတလေကြရင်လေခေလာအက်လို့ခေါ်ပါသေးတယ်။ဘာဖြစ်လို့လဲဆိုရင်ရဟယင်ပုံစံကလုံးတုံးတုံးနဲ့ချစ်စရာလေးဖြစ်နေလို့ပါပဲ။ဒီရဟယင်ကဘတ်ဆောင်သုံးလို့ရပါတယ်။အရွယ်လေးကလည်းခက်တီတီဖြစ်ပါတယ်။လေယင်မော်တင်ပြီးတဲသွားလို့လည်းရနေရပါ။ အရွယ်သေးပေမဲ့အထင်သေးလို့တော့မရပါဘူးဒဲဆောင်နိုင်စွမ်းကမြင့်ပါ रे အရွယ်သေးတဲ့အတွက်လှူရှားရတာလည်းမြန်ဆန်ပါ रे အဲဒါကြောင့်အဝင်ထွက်လေးမြန်ပါ रे နေရာလေးသိပ်မယူပါဘူးခမင်မြန်လှူရှားရမယ့်မရှင်တွေအတွက်တော့ဒီရဟရင်ကအသင့်တော်ဆုံးဖြစ်နေစေပါပြီလိုအပ်လာရင်တော့ရေတပ်မှရှိတဲ့တခြားရဟရင်တွေနဲ့အားပြေပါ रे ဥပမာအဖြစ်ရေတပ်3 AH1W Super Cobra UH1Y Venom တို့လိုရဟရင်တွေနဲ့တွဲဖက်ပြီးလှူရှားရတာပါ အဲ့ဒီအတွက်လည်းတည်တည်ချာချာလေ့ကျင့်ထားရပါတယ်။ကယ်လီဖိုးနီးယားမှာရေတပ်နဲ့အထူးတပ်ဖွဲ့တို့ပူးပေါင်းလေ့ကျင့်တဲ့စကန်တစ်ခုလည်းဖွင့်ထားတာပါ။ဒီလေ့ကျင့်ရဲ့စီစဉ်ကလည်းတကယ်မလွယ်ကူပါဘူး။အချိန်ပေါင်းများစွာလေ့ကျင့်ရပါတယ်။အမှားရွေးအနည်းဆုံးဖြစ်အောင်လေ့ကျင့်ရပါတယ်။ ထောက်လန်းရေးသတင်းချက်လက်တွေအတွက်ဆိုရင်တော့ MQ9 Reaper RPV တွေအကူအညီတွေကိုလည်းယူရတာပါအဲဒါကမောင်းတုံပဲကင်းထောက်လေယာဉ်တွေပါအဲဒီလေယာဉ်တွေကပေတောင်းကျော်အမြင့်မှာအချိန်ကြာကြီးဝယ်ပြန်နိုင်ပါတယ်အဲဒါကြောင့်တစ်ဖက်ရန်သူတွေကဒီကင်းထောက်လေယာဉ်ရှီမန်းတောင်ရေးမိမှာမဟုတ်ပါဘူး Mission Force ောင်းတဲ့အခါအဲဒီကင်းထောက်လေယာဉ်ကနေအထူးတစ်ဖက်ဝင်နေစီကို update သတင်းတွေဇက်တိုက်ဖို့ပေးနေပါလိမ့်မယ်ဒီအချက်လက်တွေကိုမှအထူးတပ်ဖွဲ့ဝင်တွေကခွဲခြမ်းစိတ်ပြရပါတယ်ပြီးတော့မှတိကျပြသားတဲ့တိုက်ခိုက်မှုတွေကိုလုံဆောင်ရပါတယ် အထူးတပ်ဖွဲ့တွေကနေရာမျိုးစုံကိုလင်းလင်းမြန်မြန်ဝန်တိုင်းထွက်နိုင်မှအဆင်ပြေပါပါတချို့နေရာတွေဆိုရင်တော်တော်လေးကျဉ်ကျပ်ပါတယ်အရိခါမျိုးကြရင်သူတို့ကရဟတ်ရင်ပေါ်ကနေကျိုးနဲ့ဆင်းချတဲ့နီးကိုအများဆုံးတုံးကြပါတယ်အဲ့လိုပုံစံကိုရုပ်ရှင်တွေထဲမှာလည်းခဏခဏမြင်မှုကြမှာပါကြီးလိုက်ရင်ဘာမှမဟုတ်ဘူးထင်ရပေမဲ့ချောချောမွေ့မွေ့ဆင်းနိုင်ဖို့ကမလွယ်လာပါဘူးလေ့ကျင့်တာပြေဝနေမှအဆင်ပြေမှာပါတကယ်အချိန်မှာတလမ4000အတိမ်ဆောင်ဖြစ်လို့မရပါဘူး။များသောအားဖြင့်ရရရင်ဒါမှမဟုတ် all spray လေးရင်ဆင်းလို့မရတဲ့နေရာမျိုးကြရင်ဒီလိုနည်းနဲ့ဆင်းကြရပါတယ်။ ဩစပေးစရာဟာလေရင်ကိုမှရဟရင်ပန်ကတက်ထားတဲ့ရှင်ကိုပြောတာပါလေရင်တွေကြတော့လေထဲမှာရက်ထားလို့မရပါဘူးဩစပေးတွေကြတော့ပန်ကသုံးပြီးလေထဲမှာရက်ထားလို့ရပါတယ်ရေထဲမှာဆိုရင်တော့ Hello Casting ဆိုတဲ့နည်းကိုသုံးကြပါတယ်အဲ့ဒါကြတော့ထွတ်ထွတ်ထွတ်တော့မဟုတ်ပါဘူးရေထဲကိုခုံချတဲ့နည်းပါပဲဂျိုးနဲ့ခုံချတာရှိသလိုဒီအတိုင်းအလို့ခုံချတာတွေလည်းရှိပါတယ်အဲ့လိုခုံချနိုင်အောင်လေရဟရင်ဒါမှမဟုတ်ဩစပေးကခန်းနေနေပြန်တန်းထားပေးရတာပါရေကိုသွားရတဲ့မရှင်မဟုတ်ပဲလှေနဲ့သွားရမယ့်မရှင်ဆိုရင်တော့ Osprey ကိုတုံးပါလိမ့်။ဘာဖြစ်လို့လဲဆိုရင်လှေကိုအရင်ပြစ်ချဖို့လိုအပ်နေလို့ပါ။ လေကိုပြစ်ချပြီးမှလူတွေကရေထဲခုန်ချပါတယ်ပြီးတော့မှလေပေါ်ကိုတယောက်စီတက်ပြီးမရှင်ကိုဆက်လှရှာကြတာပါနီလန်တွေကတော့မရှင်ရဲ့အခြေအနေကိုလိုက်ပြီးကွဲပြားသွားတာဖြစ်ပါတယ်ဘယ်လိုပဲလှရှာသည်ဖြစ်စေအဲ့ဒီလှရှာမှုကိုရန်သူမသိစေအောင်လျှော်ဝဲရပါတယ်ဘီရင်တော့မြ мян ဝင်မရှင်ကိုမြ мян ဖော်ဆောင်မြ мян ပြန်ထွက်ဖို့လိုနေရပါသူတို့မရှင်တွေကလူကယ်ရတာရှင်နိုင်တယ်လို့လူဖမ်းရတာတွေလည်းရှင်နိုင်ပါတယ်ဒါမှမဟုတ်ဘုံမကွဲအောင်ဖျက်ဆီးရတာတွေလည်းရှင်နိုင်ပါတယ် ရန်သူတွေကိုရှင်းလင်းရတာမျိုးလည်းရှိနိုင်ပါ रे အရိအခြေနေပေါ်လိုက်ပြီးတရိစိတ်လှောက်ရှားရတာဝုံနိုင်ကျဲရတာမျိုးတွေလည်း꽌ပြားသွားတာပါ အထူးတပ်ဖွဲ့တွေမှာမှ SWCC ဆိုတဲ့ unit ဆိုတာကလည်းရှိပါသေးတယ်သူတို့ကိုဆွတ်လို့လည်းခေါ်ကြတာပါဒီအဖွဲ့ကတော့ရေချောင်းနဲ့ပတ်သက်တဲ့ mission တွေကိုအများဆုံးလှောက်ကြရပါတယ်မော်တော်ပုတ်မှာလက်နက်တွေစင်တူတင်ကိုတင်နှွှဲရတဲ့အခြေမျိုးမှာဒီ unit ကတာဝန်ယူကြရတာပါသူတို့လက်ကျန်ကန်တွေကအရန်ကြမ်းတမ်းတာကိုတော့အကျဉ်းမပြောတော့ပါဘူး မြေပြင်တိုက်ခိုက်ရေးအတွက်ဆိုရင်တော့ကျွန်တော်တို့အထူးတည်ဆောက်ထားတဲ့ ATV Heavy တွေရှိပါတယ်။ဒီမော်တော်ကားတွေကတော်ရုံလမ်းကြောင်းလောက်ဆိုရင်တော့ဟူးကနေပြန်မောင်းသွားလာရုံပါပဲ။ကြောက်တောင်လမ်းတွေတော့မှကောင်းကောင်းပေါင်းနိုင်ပါတယ်။တခါတလေကြရင်တော့မြေပြင်မှာရောရေထဲမှာပါလေထဲလည်းမကြံစရာတဲ့ပူပေါင်းဆက်စင်ရေးတွေလည်းရှိပါတယ်။ပြောရရင်ကြီးရေလေးဆက်စင်ရေးပုံစံမျိုးပါပဲ။ပုံမှန်ဆိုရင်တော့ unit တစ်ခုစီတည်တန့်လှုပ်ရှားကြပေမယ့်လိုအပ်လာရင်တော့သုံးမျိုးစလုံးပေါင်းပြီးစွန်ကြီးဝိုင်းလုံးရတဲ့ပွဲတွေလည်းရှိပါတယ်။အဲဒီအတွက်လည်းအချိန်ဆက်မရအောင်အထူးပြင်ဆင်ထားရတာပါ။ အထူးတပ်ဖွဲ့ရဲ့အကြောင်းကိုပြောရရင်လေတီးကုံနဲ့ကိစ္စကိုခြံထားခဲ့လို့မရပါဘူး။အထူးတပ်ဖွဲ့ဝင်တရားမဖြစ်မနေကြော်ဖြတ်ရမယ်အထဲမှာလေတီးကုံလေ့ကျင့်ခန်းကမဖြစ်မနေပါဝင်ပါတယ်။တခါတလေလေတက်နဲ့ပူပေါင်းဆောင်ရွက်ရတဲ့ကိစ္စတွေလည်းရှိနေတာပါ။လေတီကောင်ရရဲ့အခြေအနေနဲ့ရည်ရွယ်ချက်ကလည်းမျိုးစုံရှိနေပါသေးတယ်။အဓိကကတော့ရန်သူရှိတဲ့နယ်မြေတဲကိုထိုးပေါက်ချင်တာပါ။ဒါမှမဟုတ်စစ်ကူပေးချင်တာမျိုးလည်းဖြစ်နိုင်ပါသေးတယ်။လူမသိသူမသိအောင်လေတီကောင်ရရဲ့ကိစ္စမျိုးရှိသလိုလူတီအောင်တမင်ခုံရတဲ့ကိစ္စမျိုးတွေလည်းရှိနေသေးတာပါ။ လေထီးခုံလေးကလည်းအမျိုးမျိုးကွဲပြားနေပါသေးတယ်။ဒါပေမဲ့အချင်းချင်းပြောရရင်တော့နှစ်မျိုးပဲကြံခဲ့ပါလိမ့်မယ်။ပထမတစ်ခုကမြေပြင်သားရောက်မှလေထီးဖွင့်တာဖြစ်ပါတယ်။ဒီနီးလန်းကြတော့ ODR ကိုမြေမြေရောက်နိုင်ပါတယ်။နောက်တစ်နီးကတော့လေရင်ပေါ်ကခုံစင်းလာတဲ့လေထီးဖွင့်လိုက်တာပါပဲ။ဒီနီးကြတော့လေဟုန် CP ခက်ဝဲဝဲကိုပို့သွားနိုင်ပါတယ်။ PUBG ဂိမ်းဆောင်တဲ့သူတွေဆိုတော့ဒီအထာကိုကောင်းကောင်းသိကြပါလိမ့်မယ်။ လေထီးခုံပြီးရန်သူနယ်မြေနဲ့စီးနေတာကအားသာချက်ရှိသလိုအားနည်းချက်တွေလည်းရှိပါတယ်။လေထန်တဲ့နေတွေဆိုရင်လေထီးသမားတွေအတွက်ဒုက္ခများတဲ့နေတွေပါပဲ။လမ်းကြောင်းတွေဖယ်သွားရင်တပ်မှတ်ထားတဲ့နေရာကိုရောက်ဖို့ခက်ခဲသွားမှာပါ။ပြီးရင်မိုးတဲကြီးမဲကြီးရွာတဲ့အချိန်နေတွေထူမြူတွေဆိုင်းနေတဲ့နေတွေလည်းကြုံရတတ်ပါတယ်။ဒီကြားတဲ့တစ်ပင်တွေနဲ့သွားချိတ်တာ မြူပါလည်းရှိနေသေးတာပါ။ အထူးတပ်ဖွဲ့ဝင်တွေရဲ့မစ်ရှင်တွေကနှင်းဖုံးနေတဲ့ဒေသတွေမှာလည်းရှိတတ်ပါတယ်။အဲလိုနေရာမျိုးတွေမှာဆိုရင်တော့ jet ski လိုမျိုးနှင်းလျှော်စီးရင်တွေကိုတုံ့ကြရတာပါ။နောက်ပြီးညာကြီးမင်းကြီးလေထီခုံရတဲ့မစ်ရှင်တွေကလည်းရှိနေပါသေးတယ်။ဒီအချိန်ကတိုက်ထစ်စိတ်လှုပ်ရှားဖို့ပိုလွယ်ပေမဲ့ကောင်းကောင်းမမြင်ရတာကြောင့်ဂျုံရနိုင်တဲ့ Android တွေကလည်းပုံများနေတာပါ။နောက်ဆုံးရေထဲကိုလေထီခုံကြရတဲ့မစ်ရှင်တွေလည်းရှိပါတယ်။ဥပမာအားဖြင့်ပြင်းမှတ်တွေကတံတားတွေ၊စိုက်ကန်းတွေ၊ကျိုးတွေမှာရှိနေပြီးရေထဲကနေတိုက်စိတ်သွားရမယ့်အခြေအနေတွေမှာဆိုရင်ရေထဲကိုအရင်ဆင်ရပါတယ်။ ရေထဲလေထီခုံရတာကဂုံးဘော်ကိုခုံချရတာနဲ့မတူပါဘူး။ငြိမ်နေတဲ့ရေထဲကိုခုံချရတာနဲ့စီစင်းနေတဲ့ရေထဲကိုခုံချရတာကလည်းမတူပါဘူး။နောက်ပြီးလေထီတန်းရတဲ့ကိစ္စကလည်းမတူနေပါဘူး။ရေထဲကိုလေထီခုံရမယ့်အချိန်ဆိုရင်အရေးကြီးတဲ့ဆက်ပစ္စည်းနဲ့လက်နက်တွေကိုရေစိုခံအောင်စီမံထားရတာပါပြီးတော့လူကိုယ်တိုင်ရေပေါ်မှာပေါ်နေဖို့ကိုလည်းပြင်ဆင်ထားရပါတယ် အရေးကြီးဆုံးပိုင်းကတော့ရေထဲကိုရောက်ရင်ကိုလေထီနဲ့ကိုမအုံမိနေအောင်ပြင်ဆင်ထားရမှာပါကောင်းမမလေထီရောက်အုံမိနေခဲ့ရင်ပြန်ထွက်လို့လွယ်ပါသေးတယ်အသက်ရှူလို့လည်းရပါသေးတယ်ရေထဲမှာဒီလိုအုံမိနေရင်တော့ရင်ကုန်ပြီးထွက်လိုက်မှာပေါ့လို့လွယ်လွယ်တွေးလို့မရပါဘူးလေထီကျိုးတွေနဲ့ညလေထီအောက်ကမထွက်နိုင်ဖြစ်ပြီးဒုက္ခရောက်သွားနိုင်ပါတယ်လေချင်းကာလာမှာရင်လေထီအောက်အုံမိနေလို့ရဲဘော်ရဲဘက်တွေကပြန်ကြရတဲ့ကိစ္စတွေကလည်းအခါကာပါပဲရေးစင်းနေတဲ့အချိန်ဆိုရင်လည်းပြဿနာတစ်မျိုးကရှိနေတာပါ လေဒီမဖြောက်ခင်မှာပဲရေစီးနဲ့မျောပါသွားတာမျိုးကိစ္စတွေပါအဲ့ဒီအတွက်အထူးအခြေပြုတင်တန်းကိုအောင်မြင်အောင်ကြိုးစားဖို့လည်းလိုအပ်ပါတယ်ဒီတင်တန်းကိုတော့ CIRA လို့ခေါ်တာပါ SCII အတူကောက်ဖြစ်ပါတယ်အတိပယ်ကတော့ရှင်တန်ရမယ်ရှောင်းတိုင်းနိုင်ရမယ်ခံနိုင်ရင်ရှိရမယ်ပြီးရင်လွတ်မြောက်ရမယ်ဆိုတဲ့အတိပယ်ပါပဲဒီလိုရေချင်းတွေအားလုံးပြည်စုံနေမှအထူးတပ်ဖွဲ့ဝင်တယောက်ဖြစ်ရွေးချယ်ခံရမှာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတို့ပဲတင်ရှိပါရယ်ခင်ဗျာ